ရန်ကုန်မြို့တွင်ငလင်းလှုပ်ခတ်၍လူအများအထိတ်တလန့်ဖြစ်ပွားမင်္ဂလာပါအော်ဒီယိုဝိုင်းစော်နိုင်ငံနေကြိုဆိုပါရစေဒီတစ်ခါမှာတော့ရန်ကုန်မြို့မှာငလင်းလှုပ်ခတ်၍လူများအထိတ်တလန့်ဖြစ်ပွားဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့ကရန်ကုန်မှာငလင်းလှုပ်ပါတယ်ဒီမတိုင်ခင်နှစ်ရက်သုံးရက်တွင်မှာငလင်းကြီးတွေထပ်လှုပ်နိုင်ပြီးပြီးရန်ကုန်ဟာနံပါတ်1အနေနဲ့ဆုံးဖြစ်ကြောင်းသတင်းတွေတက်လာပါတယ်တက်လာပြီးတဲ့နောက်အခုလိုလှုပ်တော့ လူတွေပို့ပြီးတော့အထိတ်တလန့်ဖြစ်ကြပါတယ်။အခုကျွန်တော်ကမနေ့ကလှုပ်တဲ့ငလျင်အကြောင်းကိုအရင်ဆုံးပြောပြပေးပါမယ်။ပြီးရင်တော့ live မှာအရန်ဟော့နေတဲ့ငလျင်ခံမှန်းသုံးသက်ချက်ကိုဆက်လက်ဖျက်ပြပေးပါမယ်။မနေ့က2025ခုအော်တိုဘာလ18ရက်ည7:00နာရီ10မိနစ်ဝန်းကျင်မှာတင်အား register scale 3.9အဆင့်ရှိတဲ့ငလျင်တစ်ခုရန်ကုန်မြို့မှာလှုပ်ခတ်ခဲ့ကြောင်းသိရပါတယ်။ အစောပိုင်းငလင်လောက်ခတ်မှုကိုမြို့နယ်အများစုကတိတိတတခံစားခဲ့ရကြောင်းသိရပါတယ်။ကမာရွတ်မြို့နယ်လှိုင်းဒလတောင်ဩကလာ မရန်ကုန်အင်းစိန်ကျို့ကုန်ရေကျော်ပဇွန်တောင် မင်္ဂလာတုံတင်ငန်းကျွန်းကြောင်မြောင်းလှိုင်းစမ်းကျောင်းဗဟန်းတမိုင်းတာမွေတာကေတာနဲ့ဓာဘုံအပါဝင်မြို့နယ်အများစုမှာ လူအများစုက တိုင်အောက်ကိုပြေးစင်းကြတဲ့အထိအထက်တလန့်ဖြစ်ခဲ့ကြရလို့သိရပါတယ် ငလင်လှုပ်ခတ်မှုကိုကြုံတွေ့ရတဲ့လာတာမြို့နယ်နေသူတူကတော့အောက်စင်းတာမြန်ချက်ဖနှက်တာမပါတော့ဘူးလို့လူမှုကွန်ရက်မှာရေးသားထားတာတွေ့ရပါတယ်။နောက်ပြီးရန်ကုန်ကမန္တလေးလိုခွန်ကြော်မပြောနဲ့၅ကြော်၆ကြော်ဝန်းကျင်လောက်ဆိုရင်တော်တော်စိတ်ကူကိုကောင်းနေပြီ။အခု3.9တောင်တော်တော်တည်တာသွားတာရန်ကုန်တိုက်အနေထားနဲ့ထူတတ်ပုံနေရတော့ဘာမှမဖြစ်ကြပါစေနဲ့ပဲထိုင်းစုတောင်းနေရတယ်။ဒါလည်း လူမှုကွန်ရက်မှာရေးသားထားတာဖြစ်ပါတယ်။အနည်းကရန်ကုန်မှာလှုပ်တဲ့ငလျင်ကငလျင်အပ်တွေရဲ့ဖော်ပြချက်အရည7နာရီ8မိနစ်ခန့်မှာရန်ကုန်တောင်ဘက်ပင်လယ်ကမ်းရိုးတန်းဘက်ကိုဗဟိုပြုတ်ပြီးတော့အင်အားမကနေကျု3.9အဆင့်နဲ့လှုပ်ခတ်ခဲ့လို့ဆိုပါတယ်။မြန်မာနိုင်ငံဗိုလ်လေဝသနဲ့ဇလားဗီရာညွှန်ကြားမှုအိုးစည်းဌာနရဲ့ထုတ်ပြန်ချက်ကတော့ဒီလိုမျိုးဖြစ်ပါတယ်။အော်တိုဘာလ14ရက်နေ့မြမစံတော်ချင်းည 23နာရီ39မိနစ်18စက္ကန့်အချိန်မှာကဘာအေးမြင်ကလင်းစကမ်းမှအနောက်အနောက်တောင်ဘက်တမိုင်ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်မရန်ကုန်မြို့နယ်ဤမြောက်အနောက်မြောက်ဘက်တမိုင်ခန့်ကွာအနက်15ကီလိုမီတာဟုဗဟိုပြု၍အင်အားရေဂျစ်တာစကေး3.6အစဉ်ရှိအင်အားနိုင်ငံရှိသောငလင်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဒါက မြန်မာနိုင်ငံမိုးဇလဖွဲ့ကထုတ်ပြန်တာပါကျွန်တော်တို့ဖုန်းတွေထဲမှာရှိတဲ့ငလင် application နဲ့တော့သူကနည်းနည်းလေး꽈နေတယ်ပေါ့နော်အခုဆက်လက်ပြီးတော့ဒီအပိုင်းလိုင်းမမှာအရန်ဟော့နေတဲ့ငလင်ခံမှန်းချက်တခုကိုဖတ်ပြပေးပါမယ်ရေးသားသူကဇင်နောင်နောင်သက်ဖြစ်ကြောင်းသိရပါတယ်သူရေးထားတာကိုအခုပဲဖတ်ပြပေးပါမယ်မိတ်ဆွေပြည်သူများခင်ဗျာကျွန်တော်ဇင်နောင်နောင်သက်ပါလွန်ခဲ့သော6လကျော်မလ28ရက်နေ့က ကျွန်တော်တို့နိုင်ငံအလဲပိုင်းကိုကင်လှုပ်သွားခဲ့တဲ့ပြင်းအား7.7မကနီကျူစကိုင်းမန္တလေးငလျင်ကြီးနောက်ပိုင်းအခြေအနေများကိုကျွန်တော်အပါဝင် ပြည်သူလူထုတရက်လုံးကစောရဲနေကြီးစောင့်ကြည့်ခဲ့ကြပါတယ်အခုချိန်မှာတော့မလ28ရက်မှအော်တိုဝါလ15ရက်နေ့ထိစုစည်းထားတဲ့အလွန်ပြည်စုံလုံလောက်တဲ့နောက်ဆက်တွဲငလျင်မှတ်တမ်းများသမိုင်းဆိုင်ရာအချက်အလက်များဒေတာရင်းသုံးသပ်ချက်များနဲ့ကျွန်တော်ထံမှရှိနေတဲ့ နိုင်ငံတကာ data များကိုပေါင်းစပ်ပြီးတော့အသေးစိတ်လေးလာသုံးသပ်ပြီးနောက်ကျွန်တော်တို့အားလုံးသိရှိနားလည်ထားတဲ့အလွန်ရေးကြီးပြီးအနာဂတ်ဖြစ်နိုင်ခြင်းများကိုငလင်ခံမှန်းသုံးသပ်သူတယောက်အနေနဲ့ဇင်းနှမ်းမှာရှိတဲ့အတိုင်းပွန့်ပွန့်လင်းလင်းအရှိ့ကိုအရှိတိုင်းတင်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျာဒီသုံးသပ်ချက်ဒီဘယ်နဲ့ဘယ်အချိန်ဘယ်နေရာမှာငလင်ကြီးလှုပ်မယ်ဟုဟော်ကိန်းထုတ်ခြင်းလုံးဝမဟုတ်ပဲလက်ရှိသိပ္ပံနေကြအချက်လက်များအရ ဘယ်နေရာတွေမှာအန္တရာယ်ရှိနေသောဖိအားများစုပုံနေသလဲဘလို့ဖြစ်နိုင်ခြေတွေရှိနေသလဲဆိုတာကိုပြည်သူလူထုကြိုတင်သိရှိပြီးအသက်ပေါင်းများသောကတင်နိုင်မဲ့ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်စေရန်ရည်ရွယ်၍တင်ပြခြင်းသာဖြစ်ပါတယ်။ရှင်ကုံတောင်းတချက်အနေနဲ့6လကျော်ကာလကကျွန်တော်တို့ကိုပေးနေတဲ့အချက်ပြမှုများဟာငလင်ကြီးတစ်ခုဟာဇက်သိမ်းမုတ်ဖန်နဲ့နောက်ထပ်ဇလန်းတွဲတွေရဲ့နေတန်းလဲဖြစ်တတ်ပါတယ်ဆိုတဲ့စကားအတိုင်းပါပဲ။ ဘဂနေကျု7.7ငလင်ကြီးဟာစကိုင်းပြည့်ရွေအလဲပိုင်းကဖီအားတွေကိုလွတ်ထုတ်လိုက်ပေမဲ့အဲ့ဒီအလွန်ကြီးမားတဲ့စွမ်းအင်ဟာပျောက်ွယ်သွားတာမဟုတ်ပါဘူးသူဟာဖီအားလိုင်းတွေအဖြစ်သူ့ရဲ့ဘေးဘက်မှာရှိတဲ့မလုံသေးတဲ့ပြည့်ရွေကျော်အပိုင်းစာများနဲ့ဆက်ဆက်နေတဲ့အခြားပြည့်ရွေကျော်စနစ်များစီကိုပြောင်းရွှေ့ရောက်ရှိသွားပြီးအဲ့ဒီနေရာတွေရဲ့မူလဖီအားတွေကိုပုံမမြင့်တက်စေခဲ့ပါတယ် လွန်ခဲ့တဲ့6လကျော်ကငလင်များလှောက်ခတ်ခဲ့တဲ့ပုံစံဒေတာတွေကပြသနေတဲ့မြေပြင်ရွေလျားမှုအချက်လက်တွေနဲ့သမိုင်းမှတ်တမ်းတွေကိုပေါင်းစပ်ပြီးကျွန်တော်တို့အထူးသတိပြုစောင့်ကြည့်ရမယ်အနေနဲ့အစ်စ်မြင့်တက်နေသောဇုံများကိုအောက်ပါအတိုင်းအသေးစိတ်ခွဲခြားတင်ပြရပါတယ်အထူးသတိပြုစောင့်ကြည့်ရမည်အနေနဲ့ဇုံများအနေနဲ့ဇုံ1အမြင့်ဆုံးဦးစားပေးစကိုင်းပြည့်ရွေတောင်ပိုင်းပဲခူးပိုင်းနဲ့ ရန်ကုန်မြို့ပါဝင်မြဝကျွန်းမော်အစီပိုင်းဒါဟာလက်ရှိအချိန်မှာကျွန်တော်တို့အစိုးရအရာဆုံးနဲ့အလေးနက်ဆုံးသတိထားရမယ့်ဇုံဖြစ်ပါတယ်။သိပ္ပံနေကြအကြောင်းရင်းဒီဘကိုးပိုင်းဟာ1939နှစ်မှာမဂနီကျူ7.4ရှိတဲ့ဘကိုးငလင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းနှစ်ပေါင်း95နှစ်ကြာအင်အားပြင်းငလင်ကြီးထပ်မလုပ်သေးတဲ့ငလင်ကွက်လက်တစ်ခုဖြစ်ပြီး ဖိအားအလွန်မင်းစုပုံနေနိုင်တဲ့နေရာဖြစ်ပါတယ်။ဖိအားကူပြောင်းမှုမလ28ရက်ကမဂနီကျူ7.7ငလင်ရဲ့ကြိုးပြတ်မှုဟာတောင်ဘက်ဖြူမြို့အနီးမှာရပ်တန့်သွားခဲ့တယ်လို့ယူဆရပါတယ်။ဆိုလိုတာကအဲ့ဒီ7.7ရဲ့ဆိုင်းအင်းတွေဟာတောင်ဘက်ကိုဆက်လက်တွန်းပို့ပြီးမကောအပေါ်ပိုင်းမှာရှိနေတဲ့မူလဖိအားတွေကိုပုံမှန်မြင့်တက်သွားစေခဲ့ပါတယ်။လက်တလောလှုပ်ရှားမှုရရှိထားသောဒေတာတွေအရ ်ပဲခူးတိုင်းမြောက်ပိုင်းတောင်ဦးစွာကြောက်တကားဘဲနယ်ကုန်းဒေသတွေမှာဝကနေကျု3.0နဲ့ဝကနေကျု4.0အဆင့်ငလင်းငယ်တွေမကြာခဏလှုပ်ရှားနေတာတွေ့ရပါတယ်။ဒါဟာဒီပိုင်းကတက်ကြွနေစေဖြစ်ကြောင်း ပြသနေပါတယ်။ဖြစ်နိုင်ခြေခံမှန်းချက်ဘယ်တော့လှုပ်မလဲ။ဒါကိုအတိအကျပြောလို့မရပါဘူး။ဒါပေမဲ့မဝေတော့တဲ့အချိန်တစ်ခုမှာရှိနေပါတယ်။ဘလောက်ပြင်းနိုင်မလဲ။ ဒီအပိုင်းရဲ့အလျားနဲ့စုပုံနေတဲ့ဖီအားတွေရအကယ်၍တစ်ချိန်တည်းကြိုးပြတ်ခတ်ရင် ပြင်းအားပြင်းအားဆဲဝင်းပိုင်စီလိုမှဆဲဝင်းပိုင်ဖိုက်ဝန်းကျင်ငလျင်ကြီးဖြစ်ပေါ်လာနိုင်ပါတယ်အဓိကအန္တရာယ်ရှိမြို့နယ်များဘကိုးတိုင်းဘကိုးဖျားကြီးညောင်လေးပင်တိုင်ဦးဝေါ်တနက်ပင်ခရမ်းသုံးခွစားတဲ့မြို့နယ်တွေဟာပြည်ရွယ်ကျော်နဲ့အလွန်နီးကပ်စွာတည်ရှိနေပါတယ်ရန်ကုန်တိုင်းရန်ကုန်မြို့ဟာ အလွန်ကြီးမားသောငလင်းစုံထဲမှာရှိနေပါတယ်။အထူးသဖြင့်အရှေ့ပိုင်းခရိုင်တကုံမျိုးတက်များတောင်ဩကလာတင်ကန်းကျွန်းစားရက်ဒေသတွေကပြည့်ရွယ်ကျော်နဲ့ပုံမိုးနေကပ်မှုကြောင့်တုံခါမှုပြင်းထန်နိုင်ပါတယ်။မြို့လယ်နဲ့အနောက်ပိုင်းလိုင်းတားရအင်းစိန်နောင်းတင် မြေနုအထူးပေါ်မှာတည်ရှိရတဲ့မြေသားပြောင်ပြောင်မှုနဲ့ငလင်းလိုင်းချက်ထွင်မှုအနေနဲ့အလွန်ကြီးမားပါတယ်။ကောက်ချက်တဲ့ စကိုင်းပြည့်တောင်ပိုင်းမကိုးပိုင်းဟာလက်တလောအချိန်ကာလအတွက်မြန်မာနိုင်ငံရဲ့အနေအရှိဆုံးငလင်ဆုံးဖြစ်လာနေပြီးရန်ကုန်နဲ့မကိုးမြို့ကြီးများသည်အမြင့်ဆုံးအဆင့်ဖြစ်ကြိုတင်ပြင်ဆင်ရန်လိုအပ်နေပါတယ်အနေရဆုံးနှစ်ဒုတိယဦးစားပေးရန်ကုန်မြင့်မြင့်ပြည့်ရွေးစနစ်များသိပ္ပံနေကြအကြောင်းရင်းမကနေကျု7.7စကိုင်းငလင်ကြီးရဲ့ဖီအားကူးပြမှုဟာအရှိဘက်မှာကက်လျက်ရှိနေတဲ့ ရှမ်းကုန်းမြင့်မြို့ဟာပြည့်ရွယ်ကျော်တွေကြောက်ကြမ်းရှမ်းတောင်နှံမိုးမိတ်စသည်တို့အပေါ်ကိုလည်းတက်ရောက်မှုရှိခဲ့ပါတယ်။ကာကြီးကြောက်ကြမ်းပြည့်ရွယ်တမိုင်းမှာမကနေကျု7.5စီတို့လှုပ်ခတ်ခတ်ပူပြီးလက်ရှိမှာလည်းငလင်ငယ်များလှုပ်ရှားနေပါတယ်။အန္တရာယ်ရှိမြို့များအနေနဲ့တောင်ကြီးရက်ဆောက်ဟိုပုံးညောင်ရွှေလို့သိရပါတယ်။ခါခွေရှမ်းတောင်နှံပြည့်ရွယ် ီပြက်ရွရစကိုင်းပြက်ရွနဲ့အပြိုင်တည်ရှိပြီးဖီအားအပြန်လန်တက်ရောက်မှုရှိပါတယ်။ရရှိထားသောဒေတာများတွင် မြင်းငယ်ပန်းလောင်ပေါင်လောင်အပိုင်များမှာမဂနီကျူ3ပလက်5ပလက်တွေအထိလှုပ်ရှားမှုများအဆက်မပြတ်ရှိနေတာကိုတွေ့ရပါတယ်။အနယ်ရှိတဲ့မြို့များအနေနဲ့ပြင်ဦးလွင်ကြောက်ဆယ်မြစ်သားဝမ်းတွင်းတာစီရမဲသင်းပြင်မနာနေပြီးတော့စတဲ့မြို့များဖြစ်ပါတယ်။ကားငယ်ရှမ်းမြောက်ပိုင်းပြက်ရွများ မုံမိတ်ရွှေလီနံမဤပြည့်ရည်များသည်လည်းတက်ကြွနေပြီးအင်အားမကနေကျုစစ်ပလက်အထိဖြစ်ပေါ်စေနိုင်ပါတယ်။အန္တရာယ်ရှိမြို့များအနေနဲ့လာရှိုးတိန်နီကုခိုင်မူဆယ်မြို့တို့တည်ထားရမှာဖြစ်ပါတယ်။ကောင်းချက်နှစ်အနေနဲ့ရှမ်းကောင်းမြင်မြင်တစ်ခုလုံးဟာငလင်းအန္တရာယ်အဆင့်မြင့်တက်လာနေပြီးအထူးသဖြင့်မန္တလေးနဲ့နေပြီးတော့အရှေ့ချမ်းမသည်ရှမ်းပြည်နယ်မြို့ကြီးများထိသတိပြုပြင်ဆင်ရန်လိုအပ်ပါတယ်။အန္တရာယ်ဆုံး၃ တတိယဦးစားပေးအင်ဒိုဘာမားထိုးဆိုင်ဆောင်နဲ့ကဘောပြတ်၍သိပ္ပံနေကြအကြောင်းရင်းရရှိထားသောဒေတာတွေမှာမြန်မာနိုင်ငံအနောက်မြောက်ပိုင်းစကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်မှာမြေအောက်အနှံ80မှ130ကီလိုမီတာအထိနှဆိုင်တဲ့ငလင်းတွေဇက်တိုက်လှုပ်ရှားနေတာကိုတွေ့ရပါတယ်။ဒါဟာအနီးရကြောက်ထုချက်ကမြန်မာကြောက်ထုချက်ကိုထိုးဆိုင်ဝင်နေတဲ့ subtension zone အတွင်းကလှုပ်ရှားမှုတွေဖြစ်ပါတယ်။ အဓိကအနေရရှိမြို့နယ်များချင်းပြည်နယ်ဟာခါဖလန်ဒီတိန်စကိုင်းတိုင်းထက်ပိုင်းကလေးတမူဟောမလင်းကောက်ချက်သုံးဒီစုံသည်အတိတ်ကအင်အားပြင်းမကနေကျု7ဘလတ်ငလင်းကြီးတွေလောက်ခဲ့ပူပြီး၎င်းတို့ဤတုံခါမှုဟာဧရိယာကျယ်ပြန့်စွာတက်ရောက်နိုင်သောကြောင့်အထက်ပါဒေတာများသတိပြုရန်လိုအပ်ပါတယ်ပြည်သူလူထုအတွက်အရေးတကြီးလှုပ်ဆောင်ရန်အကြံပြုချက်များ ထိုင်ပြီးစိုးရိမ်နေုံဖြင့်အသက်ပေါင်းများစွာကိုကယ်တင်နိုင်မည်မဟုတ်ပါပညာရှိဆိုသည်မှာအနေရကိုကြုံမြင်ပြီးပြင်ဆင်သူသားဖြစ်ပါတယ်အနေရကိုအတိမတ်ပြုလက်ခံမှာငါတို့စီမှာမဖြစ်တော့ပါဘူးဟုသောအတွေးကိုဖျောက်ဖျက်ပါအထူးသဖြင့်အထက်တွင်ဖော်ပြထားသောအနေရစုံများရှိ ပြည်သူများအနေဖြင့်ငလင်းအနေရကိုအလေးနက်ထားပါမိမိအစာအုပ်ကိုသိပါ စစ်ဆေးပါဒါအတက်ကံမဲ့အရေးကြီးဆုံးအချက်ပါအထူးသဖြင့် ရန်ကုန်၊ပဲခူး၊မန္တလေး၊နေပြည်တော်၊တောင်ကြီးရမိတ်ဆွေများမိမိတို့နေထိုင်ရာတိုက်ခန်းအိမ်အလုပ်ဌာနတွေဟာငလျင်တန်းခန္ဓာရင်ရှိမရှိကိုသက်ဆိုင်ရာအင်ဂျင်နီယာတွေနဲ့တိုင်ပင်ပြီးစမ်းစစ်ပါလိုအပ်ရင်အားဖြည့်ပြင်ဆင်မှုတွေလုပ်ဆောင်ပါနောက်ပြီးမိသားစုအရေးပေါ်အစီအစဉ်ဆွဲပါအရေးပေါ်အိတ်အရေးကြီးစာရွက်စာတမ်းရေးအချောက်ချမ်းအစားအစာစေဝါဓာမီဝေယူပါဝါဘတ် စားရတွေပါတဲ့အိတ်ကိုအစင်နဲ့ပြင်ဆင်ထားပါလေးကျင့်ပါငလင်လှုပ်ရင်ငုံ၊ကွယ်၊ခိုင်မြဲအောင်ကင်ဆိုတဲ့အချက်၃ချက်ကိုဘယ်နေရာမှာလုံမလဲလို့မိသားစုလိုက်လေးကျင့်ထားပါအိမ်ထဲမှာလုံခြုံတဲ့နေရာတွေကိုကြိုတင်သတ်မှတ်ထားပါစုရက်သတ်မှတ်ပါငလင်ပြီးရင်ဘယ်နေရာကွင်းမြန်ပန်းကြံမှာပြန်ဆုံမလဲကြိုတင်သဘောတူညီထားပါရက်ွက်မြို့နယ်အဆင့်ပြင်ဆင်ပါရက်ွက်မြို့နယ်လိုက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ငယ်များဖွဲ့စည်းခြင်းဘေးလွတ်ရာစုရများသတ်မှတ်ခြင်းအသိပညာပေးခြင်းများကိုအချင်းချင်းကူညီလှုပ်ဆောင်ပါမှန်ကန်သောသတင်းကိုသာအားကိုးပါအခြေမြင့်မရှိ ကောလာဟလာများကိုလစ်လို့ရှုပြီးဒီယာမိတ် UFGN နဲ့ကျွန်တော်တို့လိုပညာရှင်တွေရဲ့သိပ္ပံနေကြသုံးသက်ချက်များကိုသာအားကိုးပါကျွန်တော်တို့ဟာဘေးရနေရရဲ့ရှေးမှောက်မှာရောက်ရှိနေကြတာမှန်ပါတယ်သို့တော့ကြောင်းရုံတောင်းလို့ခြင်းသည်ကျွန်တော်တို့၏ရွေးချယ်မှုမဟုတ်ပါ ကြိုတင်ပြင်ဆင်ခြင်းသာလျှင်ကျွန်တော်တို့၏အကောင်းဆုံးသောကာကွယ်ရေးဖြစ်ပါသည်။ဘေးရန်ရဲ့ကင်းဝေးကြပါစေ။လေးစားစွာဖြင့်ဇင်နောင်နောင်သက်အ धिक အနှစ်ချုပ်နေနေရတော့ကျွန်တော်တို့အထူးသတိပြုရမယ့်အ धिक ငလျင်အစုံ၃ခုရှိပါတယ်။ဇုံ၁အမြင့်ဆုံးဦးစားပေးနေတဲ့စကိုင်းပြည့်ရွတောင်ပိုင်းရန်ကုန်နဲ့ပဲခူးအတွက်အနေရရှိဆုံးဖြစ်ပါတယ်။ဒုတိယဦးစားပေးနေတဲ့ရန်ကုန်မြင်းမြင့်ပြည့်ရွများတောင်ကြီးပြင်ဦးလွင် လေဘီယော်နဲ့မန်လေးအရှိချမ်းအနေနဲ့ရှိပါတယ်။တတိယဦးစားပေးနေတဲ့ကတော့စကိုင်းတိုင်းထပ်ပိုင်းနဲ့ချင်းပြည်နယ်မှာအနေနဲ့ရှိပါတယ်။ဒီသုံးသချက်ဟာမကြာမီလှုပ်မြည်မှုဟော့ကင်းထုတ်ခြင်းမဟုတ်ပဲဒီစုံများဟာဖျားများစုပုံနေပြီးရေချိန်မှာအနေနဲ့မြင့်တက်နေကြောင်းသိပ္ပံနေကြသတိပေးခြင်းသာဖြစ်ပါတယ်။ကြိုတင်ပြင်ဆင်မှုတွေသာအသက်ကယ်ဆေးပါ။ဒါကတော့စင်နောင်နောင်သက်ရေးချတာကိုဖတ်ပြပေးတာဖြစ်ပါတယ်။ ဒီเจ้าหน้าเนี่ยပတ်သက်ပြီးလူအချို့ကလည်းဘယ်ချိန်မှဘာမှမသိသေးပဲကြိုတင်ကြောက်နေလို့မရကြောင်းလည်းပြောဆိုကြပါတယ်။နောက်ငလင်းတွေကိုအနီးကခံမှန်းပေးတတ်ပြီးတွေးမြင်ဖို့တလောက်အတော်လေးမှန်ကန်တဲ့ငင်းငလင်းတရင်များစင်တာလည်းဒလောဆယ်မှာစိတ်ပူစရာမလိုကြောင်းပြောကြားထားပါတယ်။သူကတော့ငလင်းတွေကိုတောင်းရလောက်အတွင်းမှာအနီးကခံမှန်းပေးတဲ့ငလင်းခံမှန်း page တခုဖြစ်ပါတယ်။မန္တလေးငလင်းတုံးကလည်း တောင်ရဂျော်ဒန်ခံမှန်းခဲ့တယ်လို့ပြီးခဲ့တဲ့ဖိလစ်ပိုင်ငလင်းတွေမှာတော့လည်းသူခံမှန်းချက်များကအတော်လေးမှန်ကန်နေတာတွေ့ရပါတယ်။အဲဒီတော့ငလင်းအနယ်ကိုကြောင်းဝင်ကြသူတိုင်းသူရဲ့ပေ့ကိုလိုက်လုပ်ပြီးတော့စောင့်ကြည့်တဲ့နယ်လို့အကြံပေးညှဝေလိုက်ပါတယ်။ပြီးဆုံးတဲ့အထိနားဆင်ကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။